တော့အတက်မိုင်နေဖြစ်မှာဘူဂျူယူရှင်ပြမှာ main subject တွေခိုင်းရမှာကျမတို့တွေဝင်ငွေရမယ်လို့ကျမတို့ဆီယမတွေထင်နေတုန်းလားအဲ့ဒါလောဝါမထင်ပါနဲ့ဒီနေ့ခစ်ကဘာခစ်လဲ20ရာစုခစ်နော်အဲ့ဒါလိုမျိုးခုနပြောတဲ့ခစ်တွေကုံသွားပြီကျူရှင်ဆိုတော့ဒီညဘာပြောရလဲဆိုတော့ဒါဆိုရင်ဆီယမရဲ့ကျမတို့ကြောင့်ဆီယမတွေကစာမစာပဲတင်နေတာလေကျမဆရာလေးကျွန်တော်ကဆရာလေးစာပဲတင်နေတာလေးဘာလို့ ਆ မှာလဲကျူရှင်မတင်လို့ရှိရင်အခုရှင်ပြောမဲ့အမပြောမဲ့အเจ้าကလည်း ကျူရှင်တင်တဲ့အကြောင်းအရာပဲမဟုတ်ဘူးလားမဟုတ်ဘူး क्वे ပြားတယ်ကျူရှင်တင်တယ်ဆိုတာကျမတို့ကနှစ်နည်းရှိတယ်ပထမတနည်းကအเจ้าမှာလုံးဝဥပမာကိုပဲတင်ပေးပြီးတော့အိမ်မှာကျူရှင်မှာအတက်တင်ပေးတယ်အเจ้าရောက်လို့ရှိရင်ကျူရှင်မတက်တဲ့ကလေးတွေတက်တည်ဖြစ်စေမတက်တည်ဖြစ်စေနမူနာပြပြီးတင်ပြပေးတယ်အဲ့သူကိုအဲ့ဒီလိုမျိုးနီးကိုကျူရှင်လို့ခေါ်တယ်အမှန်ကအခုကျမပြောမှနီးတာအဲ့ဒီကျူရှင်မဟုတ်ဘူး ကျောင်းသားတွေအားနေတဲ့အရာကိုအားသာချက်ဖြစ်လာအောင်ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တခုကိုပေးစွမ်းပြီးတော့ကလေးတွေကိုသွေးပေးရမယ့်လုပ်ငန်းစဉ်တင်ပြနေလုပ်ငန်းစဉ်ဖြစ်တယ်။ Okay စိတ်ဝင်စားရင်စက်ကြည့်ပါအဲ့ဒါလိုလုပ်ငန်းစဉ်ဖြစ်လာဖို့ကျွန်တော်တို့ဆရာမတွေမှာတောမှနေနေမြို့မှနေနေကျွန်တော်တို့အရင်တုန်းကလိုဘာမှအားငယ်စရာမလိုတော့ဘူးမြို့เจ้าမကြလို့တောเจ้าမကြလို့ငွားငါเจ้าမှကျူရှင်တက်မဲ့သူမရှိလို့အားငယ်စိတ်ပြည့်ပြီးတော့အပေါ်ငင်းမချတတ်လို့လမ်းပြောက်စရာမလိုဘူးဆရာမတွေဒီကနေကျွန်မကပြက်ပြကျင်တာမျှော့ဝေကျင်တာကဘာကြောင့်လဲကျွန်မတို့ ဒီရဲ့တွေရဲ့ကိုရဲ့အတိတ်ဘဝလုတ်ခဲ့တဲ့အကြောင်းရတယ်မတူသလိုကိုရဲ့မွေးဖွားရပဝန်းကျင်ကလည်းမတူတဲ့အတွက်ကြောင်းကောင်းကောင်းကြာနိုင်ရေးဆိုတာဆီယာမ10ယောက်မှာ2ယောက်လောက်ပဲရှိရှိမယ်နော်10ယောက်နောက်ကကျမတို့နေเจ้าမှာကြာမယ်ဘာလို့ဆိုတော့မြို့ပြလူကြီးရင်းနဲ့တောလူကြီးရင်းဘယ်သူများလဲဆိုတော့ မြို့နေလူဒန်းစားနဲတယ်တောနေလူဒန်းစားများတာဖြစ်တဲ့အတွက်ကျေးလက်နေလူဒန်းစားများတာဖြစ်တဲ့အတွက်တေချာပေါအဲ့ဒီလမ်းစဉ်တိုင်းတွားရမယ်အဲ့ဒါကိုကြည့်ပြီးကျွန်တော်တို့စိတ်ပြက်အားငယ်နေမယ်ဆိုရင်ဘယ်တော့ခါမှကျွန်တော်တို့ရဲ့ဆရာဆရာမတွေဘဝကသူများဌာနတွေမှာသူများဝန်ထမ်းနေလို့เนาะ Ocean Center Shopping Center ကြီးကိုလိုက်ပြီးတော့ကြိုက်တာဝယ်နိုင်တဲ့အခြေအနေကိုရောက်မှာမဟုတ်ဘူးကျွန်တော်ပြောတယ်10ရောက်မှာ2ရောက်ပဲအဲ့ဒီ Shopping Center မှာပတ်စံအိမ်ထဲမှာငွေသိမ်းကျော်ပါပြီးတော့ဖလော့ဖလော့နဲ့ကင်ပြီးတော့ရှင်းနိုင်တဲ့ခေတ်ကိုရောက်နေတယ် ်အခုပြောနေတဲ့အရာတွေကနေရောက်လာကျွန်မရောက်တယ်ကိုရန်ရှာခွေတဲ့ငွေနဲ့ shopping center ထဲမှာကလေးတွေစားဖို့တောက်ဖို့လိုချင်တာအိမ်သုံးစရိတ်လိုချင်တဲ့ပတ်စံကိုကိုရှာတဲ့ပတ်စံကိုတိန်းအုပ်ကိုကင်ပြီးလုပ်နိုင်တယ်ဒီနေရာမှာပြည့်ပြည့်လို့လည်းငွေကြေးကြောင့်ကြောင်းဝါချင်းလုံးဝမပါဘူးအဲဆိုရင်ကိုကတသိန်းသုံးနိုင်ကိုက၅သိန်းသုံးနိုင်ဆိုသိန်း900သုံးနိုင်တော့ကြီးလိမ့်မယ်အဲ့ဒီလိုငွေကြီးအကြောင်းကြောက်ပါခြင်းမဟုတ်ဘူးကျွန်မပြပြတဲ့ခုနပြောတဲ့ခံစားချက်ကလေးကို တကယ်လေးလေးနဲ့နားထောင်သူကနားလဲပါတယ်ကျမဘာလို့ message ပေးချင်တာလဲဆိုတာပေါ့နော်โอเคအဲ့တော့အဲ့ဒီအကြောင်းပြောလို့ဆက်ပြောမယ်ဒါဆိုရင်ကျမတို့အဲ့ဒါလိုဖြစ်လာဖို့ဘာလို့မှ20တရားဆိုတာဆီယမ်မလေးဖြစ်တယ် online ကိုမဖြစ်မနေတော့ဘူးကျမဆောစောနာကနှစ်ချက်ရှင်းပြပါတယ်ကျူရှင်းကိုကွဲကွဲပြပြသင်ရမှာဖြစ်ပါတယ်သူများတွေကျောင်းမှာကောင်းကောင်းမသိဘူးအိမ်မှာကျူရှင်းသင်တယ်အတန်းပိုင်းဖြစ်ဖြစ်ရေတို့အေးငါစီကျူရှင်းမတဲ့ရေငါစီကျူရှင်းမတဲ့ရေနင်တို့တွေနင်တို့သားသမီးတွေကိုမူလာဓာတ်ထူးထူးလေးပို့လို့တယ် ကျွန်တော်တို့ငငယ်တော့လုတ်ခံခဲ့ရတယ်เนาะအဲငါစီမှာကျူရှင်မတဲ့ရင်အမှတ်အမှတ်လျှော့မယ်ဆိုတော့ဆီယမိုက်တဲ့ကိုကိုမပါစေနဲ့ပါတဲ့သူတွေလည်းပြမပြုတ်တာသူတို့လူတိုင်းမှာဆီယမဖြစ်စေတခြားဌာနအကုန်လုံးအကုန်လုံးဆီယမဖြစ်စေစိတ်နှလုံးမကောင်းတဲ့သူဆိုတာရှိပြီးသား စိတ်ကောင်းနှလုံးကောင်းမထထတဲ့သူဆိုတာနေရာတိုင်းမှာနေပေတိုင်းမှာရှိတယ်เนาะဘယ်သူဘယ်လူဘယ်ဘယ်လူမျိုးဆိုပြီးတော့ကျမတို့ခွဲခြားလို့မရတယ်လို့ဘေဌာနာကဘေဌာနာကဘေဌာနာကဆိုပြီးတော့ခွဲခြားလို့မရပါဘူးအဲ့ဒါအလုံးဝလေးလေးနဲ့ရေဦးကြီးကြီးရှင်းရှင်းလေးလေးနဲ့ကွက်ကက်ပဲတိတော်တဲ့နေစိတ်ချမ်းသာတဲ့နေပါပဲအဲ့တော့အဲ့ဒါတွေကိုကျမတို့သွားစဉ်းစားမနေနဲ့ဘာလို့ရမှာလဲဆိုတော့ဒီဘက်အာသာဆိုင်ကဆီယမတွေဒီကျမခံစားတကယ်တော့ခံစားနေရတဲ့ဆီယမလောရမယ်လောက20ရာစုမှာဖြစ်တဲ့အတွက် online social media ကိုကောင်းကောင်းသုံးတတ်ဖို့သိရမှာဖြစ်ပါတယ် ကိုယ့်ရဲ့အလက်ချိန်မှာ social media ဘယ်လိုတုံးလဲလူတိုင်းဖုန်းတုံးနေဆီယမတွေမှာဖုန်းမရှိသူမရှိဘူးဟောဘယ်ဖုန်းညာဖုန်းကိုမရှိရှိတာပျော်လေးဆိုတော့ model မြင့်တဲ့ဖုန်းမှာ live ဝယ်ဝယ်ခြင်းတဲ့သူက190နဲ့5ယောက်ကအဲ့ဒီတိုင်းမဲ့ဟုတ်မဟုတ်ဒါဆိုရင်အဲ့ဒီဟာဒီဖုန်းတုတ်တက်ပြီဆိုလို့ရှိရင်အဲ့ဒီဖုန်းကိုအကျိုးရှိရှိသုံးတော့မသိမှဟာကျွန်မကဘာမှနားမလဲကျွန်မဘာမှမသိဘူးဆိုတော့သူကတော့ဗီဒီယိုဆက်ကိုမကြည့်တော့နဲ့ဒါပေမဲ့ငါမှလမ်းလိုချင်တယ်လမ်းရှာချင်တယ်ဆိုတော့သူကဆက်ကြည့်ဘာမှမသိဘူးဘာလို့ရမှာလဲစကပုံရှိတယ်မသိရင်မစင်ရင်စေး ဟုတ်တယ်ဟုတ်မသိရင်မေးရမယ်မစင်ရင်ဆေးရမယ်ဒါလူလူသဘောထုံးစံတယ်အဲ့တော့ကျမတို့ကမသိရင်မတက်ရင်ဘယ်မှာရှားရမှာလဲ YouTube မှာရှားပြီးလေ့ထားမှာအခုကျမပြောတဲ့ဗီဒီယိုထဲမှာเนาะ Facebook ကောင်းကောင်းသုံးတဲ့ page တောင်မှရှင် TikTok ကောင်းကောင်းသုံးတဲ့ page TikTok မှာသူများတွေလို့အဲတချင်းလေးတွေနဲ့နှင်းဝလာလိုက်ပြန်ထွက်လိုက်အဲတချင်းမဟုတ်ဘူးမနော်အသေးွက်တဲ့တချင်းမင်းမင်းဗါအများကြီးပဲရှိရရှင်အခုခစ်စားတဲ့ trend ဖြစ်နေတဲ့တချင်းလေးကိုနှုတ်ကရသွားလို့အဲ့ဒါရင်းနဲ့ TikTok ဆော့ပြီးတော့ like တင်နေရမှာမဟုတ်ဘူးเนาะ โอเคစာတင်တဲ့ဗီဒီယိုတင်နေမှာဘာမှထူးကြဘူးနီးလန်းလိုတယ်မာကတ်တင်းလိုတယ်เนาะစာတင်တဲ့ဗီဒီယိုကိုကိုเจ้ามาတင်တဲ့ຢာကြီးကိုအန်အန်จ้องသားရင်ねမဟုတ်ဘူးအဲ့ဒါလိုသင်ရတာမဟုတ်ဘူးကျမရဲ့အဲ့ဒီဟာကိုလည်းနောက်ထပ်တစ်ပိုင်းမှာပြောပြရမယ်အဲ့ဒါလိုသင်ရတာမဟုတ်ဘူးလူတွေကိုဘာ message ပေးရမှာလဲเจ้ามาသင်ရတဲ့သင်ရိုးရဲ့ဒီဒီသင်ခန်းစာတနေ့တည်းသင်ချာကိုရှင်းပြခြင်းလေကိုကသင်ချာတင်တဲ့ဆီယာမှာစနေ့တည်းသင်ချာရဲ့ရည်ရွယ်ချက်ကဒါလေးကိုပေးကြတာမေမေတို့ရဲ့ အင်္ဂလိပ်စာစနစ်တွေကဒီလိုလေးသင်နေရမမေတို့ရေမြန်မာစာစနစ်တွေကဒီလိုလေးသင်နေရမမေတို့ရေဆိုတော့မမေတို့ကိုပူလာတဲ့ပညာရေးအရေးကြီးဆုံးကိုကျမတို့က subject အနေနဲ့ကို main ကိုအားတန်ရာ subject အသီးသီးအနေနဲ့ရှင်းလုပ်ပေးရမယ်နော်အဲ့တော့ဆီယမ်မဖြစ်ချင်တယ်ဆိုလို့ရှိရင် online ပေါ်မှာဆီယမ်ဖြစ်ချင်လွယ်လွယ်လေးဘာလို့ရမှာလဲဆိုတော့သူများကိုများများပေးရမယ်နော်များများပေးလေလေကိုအတွက်များများပြန်ရလေလေပဲကျမဆိုရင်ဘလောက်ခက်ခဲသလဲဆိုတော့ကျမရဲ့ အကြောင်းကိုရှေ့မှာ intro ဝင်တာနဲ့နောက်ကျသွားတယ်ကျွန်မက2018နှစ်ကုန်2019ပဲထားပါတော့ရှင်မာအစိုးရလောက်ကထွက်လိုက်တယ်လောက်တဲ့10နှစ်ဖြစ်ခဲ့ပြီထွက်လိုက်ပြီးတော့မူလတန်းအလဲတန်းတဲ့ထွက်လိုက်တယ်ထွက်လိုက်ပြီးတော့ကျွန်မဒီမော့ကဘာမှာအများရက်တည်ခဲ့ဒါပေမဲ့ကိုယ်ဝဒနာကသွေးသားထဲမှာရှိနေတဲ့ဝဒနာကတင်ကြရေးသူများကိုနားလဲတော့မြောက်ကိုချင်းနေအပြင်ဈေးရောက်နေ online shop ပြီးရောင်းခဲ့တဲ့ချိန်မှာလည်းဘလို့ comment တွေရတယ်လဲဆိုတော့အဲဒီအမကရှင်းပြတာရရင်ကောင်းတာပဲအသားရည်နဲ့ပတ်သက်ကျွန်မဘာမှမလိမ့်တယ်ကိုကျွန်မ make up လည်းမလိမ့်ဘူးကျွန်မ skin care ကောင်းကောင်းပဲတုံးပါတယ် အဲ့တော့အဲစကင်ကဲကြောင်ရှင်းပြလို့ရှင်တစ်ဖက်လိုအရင်နားလဲလဲအောင်ရှင်းပြတတ်တာပဲကြောင်ဆီယာမလုံရမယ်ဆိုတော့ကိုရှောင်းဆီယာမဆိုသူတို့မသိဘူးလေမသူတို့ရဲ့လူတွေရဲ့မိဘပြည်သူတွေရဲ့ထင်မြင်ချက်ကလေးကို comment လေးလာမှန်းကြတယ်အဲ့အန်နေပဲပြန်စမ်းသွားရင်အင်းဟုတ်တယ်အဲ့ online မှာဈေးရောက်နေရင်လည်းကျမဆိုတဲ့မိမကဘလို့စိတ်ထားမျိုးရှိတယ်လဲဆိုတော့သူတပားကငါကြောင့်နင်သားမျိုးဖြစ်လာတာငါ့ကိုမစော်ကားနဲ့ငါကျေးဇူးကိုမစော်ကားနဲ့ကျမကိုမဟုတ်ကဟုတ်ကကျေးဇူးတရားလာပြောပြီဆိုလို့ရှိရင်ကျမကမာနအရန်ကြီးပါတယ် သူလုတ်ပေးမှာကျမသမင်းစားမှာမဟုတ်ဘူးကျမမှာလက်တွေချေတွေပါတယ်အုံနောက်ပါတယ်မျက်လုံးပစုံကောင်းနေသေးတယ်ကျမချမ်းပါနေသေးတယ်ငါပတ်စံကိုဘယ်ကနေဖြစ်ဖြစ်ငါရှာနိုင်တယ်ဆိုတော့မာနာနဲ့ကျမအဲ့ဒီ online shop တွေအကုန်လုံးရက်တမိုက်တယ်ဒါတွေဘာလို့ပြောညာလဲဆိုကျမတို့ဘောမှာဖြစ်ပြက်ခဲ့တဲ့လောကဒဏ်တရားကိုခံနိုင်ရင်းရှိရမယ်ဆိုတော့ကမိမောင်ထွက်ပြခြင်းလို့ပြပြနေခြင်းဖြစ်ပါတယ်ဒီ video ကရှေ့ပါလိမ့်မယ် YouTube မှာတင်မှာဖြစ်တဲ့အတွက်ဒီ video ကိုကြည့်ပြီးတယ်ဆိုရင်ကျေးဇူးပြုကျမကို VPN လေးခံကြည့်ပေးပါကျမ YouTube မှာ monetization အောင်ထားရင်ဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ရှင့် နော်အဲ့တော့โอเคဒါဆိုလို့ရှိရင်အဲ့လိုပြောရင်ပညာရေးလောကတည်းပြောရမှာဆိုတော့ကျွန်မအတွက်ဘလောက်ခက်ခဲသွားပြီလဲပညာရေးစနစ်တည်တင်ညာနေဆိုတော့ကျွန်မလုံးလုံးမသိတော့ဘူးသို့တော်လည်းပဲဖြစ်ချင်တဲ့စိတ်ပြင်းပြတဲ့စိတ်ဆိုတော့တခုပဲကျွန်မမှရှိတယ်ကျွန်မသားကိုစာတင်မယ်ဆိုတဲ့အခါပြန်ပြီးတော့ 哦ငါစနစ်တည်တင်ကြားနည်းတွေငါပြန်ကြည့်မှရတော့မယ်ကိုသားကိုစတင်မယ်စိတ်တန်းကြတဲ့ဆီယမရှာတဲ့အခါမှာစိတ်တန်းမကြောက်တငယ်ချင်းတယောက်ပေါ်လဲပြီးကျန်တဲ့ဆီယမတွေစိတ်တန်းမကြတဲ့အတွက်ကျွန်မထားဖို့လည်းစင်မပြေဘူးတငယ်ချင်းအစားလာတင်သေးရကိုဗစ်ကာလနဲ့လော့ဒ်ဒေါင်းတွေခြိုက်တော့တင်လို့မရတော့အဲအဲမှတင်မယ်ငါလုံးမရတော့မယ်ဆိုတာတီးရောစာအုပ်ခောက်ပြီးတော့ကျောင်းစာအုပ်တွေအစိုးရကျောင်းစာအုပ်တွေလှန်ကြည့်ပြီးကြည့်တဲ့အခါကျမှဩဒါဒီလိပြောင်းတာမသိတဲ့အရာဆိုရင်အင်တာနက်မှာရိုက်ရှာကြည့်လိုက်တယ် YouTube မှာရိုက်ရှာကြည့်တယ်တချို့ဆီယမတွေ share ထားတာဆီယမတွေ share ထားတယ်တွေ့တယ်ကျွန်မရဲ့အကျင့်က check လို့ပြောရင်တစ်ခွက်ကမိတော့တဲ့အကျင့်ရှိပါတယ်အဲဩဒါဒီလိုတင်ရ တာငါဆိုဒါဆိုရင်ငါနားလဲပြီးတငယ်ချင်းကတောက်ကိုစတင်နေတဲ့ပုံစံကိုခဏအနာထောင်လိုက်ပါတယ်စနစ်တင်မြန်မာစာတင်ကြနေကျွန်မတန်းတည်သွားတယ်တင်ချာတင်ကြနေကိုသူတင်တယ်သူ့ကိုသူကကျွန်မရဲ့မြင်စရာဖြစ်ပါတယ်เนาะကြားစရာပေါ့เนาะသူတင်တာကျွန်မမမြင်ရဘူးသူတင်တာကျွန်မကြားရတယ်ကျွန်မကအပေါ်ထက်မှနေတာသူတသားတို့ကအောက်ထက်မှစတင်တာဒါပေမဲ့အတန်ကြားရတဲ့အဟာကိုကြည့်ပြီးတော့တသား green window ကကျွန်မတက်ခဲ့တယ်အဲ့ဒါနဲ့ပဲကျွန်မတည်သွားပြီးလက်ထက်လိလာကြည့်တော့တင်ကန်းစာ subscribe ကိုကျွန်မနားလဲသွားတယ်เนาะဒီနေရာမှာပြပြချင်တဲ့သဘောပေါက်တယ်ကျွန်မတို့ဆရာဆရာမတွေက check လုပ်ပြီးနှုတ်ခတ်ကမိတောက်တက်ရမယ် နော်အပုတ်တိုင်းပုတ်တိုင်းကိုတင်စရာမလိုအထုထုတ်ကိုင်းမင်းစရာမလိုနီးကိုတိဖို့လိုတယ်ဆီယမဆိုတာအဲ့ဒီနီးကိုတိចောင်းသားတွေကိုဘယ်ចောင်းသားလာလာပါလာလာတင်တတ်ပါတယ်အဲ့ဒီလိုနဲ့ပဲငါတော့ဘလို့တင်မလဲငါအစိုးရဝန်ထမ်းလုပ်လို့လည်းမရတော့ပြန်ပြီးတော့အဲအစိုးရဝန်ထမ်းလည်းမလုပ်ချင်တော့ဘူးဖိစီးမှုတွေများတယ်ကို့ဘာသာကိုပဲငါဖြစ်ချင်တယ်သူများရဲ့ online မှာခတဲ့နေရာကို Facebook boost တွေသူမြင်နေပြီ အဲ့တော့อืมဒီတိုင်းတော့ငါဝင်လို့မရအောင်ငါမှသူများနဲ့မတူတဲ့ talent တခုတော့ငါ sharp ပြီးမှဖြစ်မယ်ဆိုတော့ခါ phonics ကိုသွားတွေ့တယ်တသားကိုလည်းအင်္ဂလိပ်စာကိုခြေခံကောင်းသိချင်တယ်ကိုယ့်ကဲ့သို့စလုံးကိုမကြက်စီချင်ဘူးဒါကြောင့်အခုကျွန်မ page မှာ sharing လုပ်ပေးနေတဲ့ phonics အကြောင်းအရာကိုကျွန်မစင်စိုက်လေ့လာခဲ့ရတယ်ကလေးကိုလည်းကိုယ်လက်တွေ့တင်တဲ့အခါမှာတားကြီးကိုသင်တက်တဲ့အခါမှာကင်မရာကောင်းကောင်းမရိုက်တဲ့သေးပဲနဲ့ရိုက်ရင်ရိုက်ရင်ရိုက်ရင်နဲ့တားကြီးကိုရိုက်ရင်ဗီဒီယိုလေးတွေကိုကျွန်မဘာမှ editing မလုပ်တတ်ဘူးဝါဝါတတာဖြစ်ရင်ဖြစ်မယ်လှုပ်ရင်လှုပ်နေမယ်အဲ့ဒီဗီဒီယိုလေးတွေကိုကျွန်မအကောင့်မှာတင်ရင်းနဲ့ပဲ idea ရပ်သွားပြီးတော့ page တစ်ခုထားလိုက်တာဖြစ်ပါတယ် အဲ့လိုနဲ့ page ောင်းနည်းကိုလည်း internet မှာပဲလေ့လာလို့ရတယ်။ပြီးရင်တည်တံ့တင်တတ်လို့လည်းရတယ်။ဒီနေရာမှာပညာလိုချင်ကိုယ့်အတွက်ကိုယ့်ခန္ဓာကိုယ်ကိုယ့်ရဲ့ခေါင်းထဲမှာရင်းနှီးမြုပ်နှံမှုကိုယ့်ရဲ့ကိုယ့်အတွက်မိမိအတွက်ရင်းနှီးမြုပ်နှံမှုကိုဘယ်တော့မှမကြောက်ပါနဲ့။အဲ့ဒီရင်းနှီးမြုပ်နှံမှုဒီတသက်လုံးမဆုံးရှုံးတော့ရင်းနှီးမြုပ်နှံမှုဖြစ်ပါတယ်။နော်ဘယ်တော့မှမရှုံးဘူး။ဒီဘက်မှာစီးပွားရေးလုပ်နေတာရှုံးရင်ရှုံးသွားအောင်ကျွန်တော်တို့အုံအောင်ထဲမှာရင်းနှီးမြုပ်နှံထားကြည့်ဒီလုံးဝမရှုံးပါဘူး။အဲ့ကနေတက်လာတဲ့ page ောင်းရင်းနဲ့အတူနှစ်ချုပ်ပြပြောမယ်ဆိုရင်နီးပညာဆိုရှယ်မီဒီယာကိုတုံးရင်းနဲ့လုတ်ခဲ့တဲ့အခါမှာအဲဟုတ်ပြီ page ထောင်းတော့ဗီဒီယိုလေးတော့တင်ပြီး ခုနပြောတဲ့ freelance တိကျပြည့်ကျင်နေဆိုရင် online ပေါ်မှာစတင်ရင် freelance မဟုတ်သေးလက်ရှိကိုကအစိုးရဌာနမှာတနေရာမှာဘယ်မျိုးနဲ့မှာဒုလေပြအလေတန်းပြမူလာတန်းပြအကောင်လုံးနဲ့တင်နေပြီကြောင်းအုပ်တင်နေပြီကိုရဲ့အလက်ချိန်မှာသူတို့ဘာလို့ကိုရီးယားကကြည့်ပြီးအချိန်မဖြုံးဘဲနဲ့ကိုရဲ့အလက်ချိန်မှာငါလူတွေကိုဘာပေးမလဲဆိုတာကိုကျွန်တော်တို့များများပေးပါเนาะများများပေးပါပေးတဲ့အခါလဲเนาะ ဖြစ်တယ်လို့ညီမတို့ကဘယ်တိကဘယ်ချော်ပေးလို့မရဘူးကျမအရှိမပြောသတယ်လို့တင်ချာနဲ့ပတ်သက်ပြီးမှလားအကုန်လုံးမူလာတဲ့အဆင့်ကိုပေးမှလားအလယ်နဲ့အဆင့်ကိုပေးမှလား grammar တည်တံ့ပေးမှလား phonics တည်တံ့ပေးမှလားဘာကိုတည်တံ့ပေးချင်တာလဲเนาะကိုက topic တခုကိုကိုယ့်ရဲ့ခေါင်းစဉ်ရီမန်းချက်ရီဝချက်ကိုခြားရေးပြီးတော့စဉ်းစားမှာဖြစ်ပါတယ်။အဲ့ဒီရီမန်းချက်တိုင်းမှာကျွန်တော်တို့ပေးရမယ်။ဟုတ်ပြီရီမန်းချက်တခုရပြီကျွန်မရဲ့ရီမန်းချက်နဲ့ပြောခဲ့မယ်ကျွန်မက phonics ကိုအရင်ရီမန်းချက်နဲ့တွေ့ရတယ်ပြီးတော့ကမြန်မာစာကိုတားကိုတင်တော့လည်းမြန်မာစာစနစ်မြန်မာစာကောင်းတာဖြစ်တဲ့တည်းကောင်းတဲ့အရာလေးတွေကိုခြားသူမိဘတွေလည်းသိသိချင်းနဲ့တခြားဆရာမစိတ်ကရှိသေးရဖြစ်တဲ့တခြားသောကလေးတွေကိုလည်းကောင်းသောအရာတွေသိသိချင်းနဲ့ ကျမရဲ့တပည့်ဆိုတာဘယ်အမှန်လဲမသိဘူးကျမရဲ့တပည့်ဒီအင်တာနက်ပေါ်ကနေလူတွေပဲဖြစ်ပါတယ်အင်တာနက်ပေါ်မှာတွေ့သမျှလူကျမကိုဆီယမ်မလို့သတ်မှတ်လို့ရှင်ကျမကဆီယမ်ပါပဲကျမကိုနေငါလို့သတ်မှတ်ရင်ကျမကနေမှာပဲကျမကဒီတိုင်းပဲခံယူတယ်ငါကဆီယမ်မငါ့ကိုဆီယမ်မမခေါ်ရင်စိတ်ဆိုးမယ်ဆိုတဲ့ထဲမှာကျမမပါပါဘူး နော်အဲကျမကိုစော်ကားလို့ရှင်လဲသူ့တိုင်းပဲသူပဲဖြစ်ပါလိမ့်မယ်ဆိုတော့စိတ်နဲ့ပဲကျမရက်ဒီနေထိုင်ခဲ့ပြီးတော့2022ကနေကျမစပြီးတော့ knowledge sharing လေးတွေကို page မှာ face အဲ့ဒီ facebook page မှာအရင်ဆုံးစတင်ခဲ့ပါ TikTok ဆိုကျမမတော်တော့ TikTok လဲအဲ့ဒီတော့ကတော့ TikTok သွားခဲ့တောက်တော့လဲအခုချိန်အခုထက်မကတော့နေရတနေရရပြီ YouTube လဲတော်တော့တော်ရမလုပ်တတ်ဘူးနော်2023ခရက် YouTube တော့ဖွင့်ထားတာပဲဘာမှလည်းမတင်ကြည့်ဘူးတစ်ခါလားတစ်ခါအဲ့လိုပဲနေနေ2025 ရှစ်လပိုင်းလောက်မှာပဲဒီမှာ YouTube ကိုစ run ခဲ့တာ၉လပိုင်းလောက်မှာစ run ခဲ့တာတော်တော်လေးအဆင်ပြေလာပါတယ်အခုဒါမဲ့ခုတော့ YouTube က reach ရောက်လိုက်မရောက်လိုက်ပေါ့နော် Facebook တွေကစာရင် YouTube ရဲ့ reach ကရန်နေနေပါသေးတယ်စ조사နေသေးပါအဲ့ဒါဒီဗီဒီယိုကို YouTube မှာဒီကရွေးထားပြီးရိုက်ပေးတာဖြစ်ပါတယ်เนาะအဲ့တော့ခါပြပြချင်တာရှင်ကျမတို့ကအဲသူများအတွက်ပေးမယ်ဆိုလို့ရှိရနေမှာအချက်၃ချက်လိုပါတယ်เนาะအဲ့တော့ကိုကိုကလက်ရှိမှာလည်းဆင်မဖြစ်တယ် online ပေါ်မှာဖြစ်စေ freelance အနေနဲ့ဖြစ်စေပြင်ပမှာဖြစ်စေ ခုနပြောတဲ့အတန်းပိုင်ဟေးဆိုတဲ့အာနာနဲ့ဗီဒိုအာနာနဲ့ကျူရှင်ပြမပတ်စံမရှာခြင်းဘူးကိုကိုကိုတောက်ပရက်တီပြီးเนาะသူများအတွက်ကိုအကျိုးရှိတဲ့အရာဒူးဒူးလူတွေကဒီကလေးတွေကဒီမိမိတွေကဒါကိုလိုအပ်တယ်ငါဒါကိုပေးရမယ်ဆိုတော့စိတ်မျိုးကျမတို့ရဲ့စိတ်ထဲမှာအဲ့လိုပညာကိုပေးခြင်းတဲ့ခါလမ်းကြောင်းနဲ့ကျူရှင်သဘောမျိုးဖြစ်ပေမဲ့လေဆိုနာပြောတဲ့ကျူရှင်နဲ့မတူဘူးเนาะသူတို့တကယ်လိုအပ်တာကိုကပေးရမှာသူတို့အားနည်းနေတာကိုက ဖြည့်ဆည်းပေးတာဟိုဘက်ကျူရှင်ကကလေးအထူးကျွန်ထည့်မဲ့တဲ့ကလေးကကျူရှင်မတက်လို့လည်းရတယ်။ကျောင်းမသာမှန်မှန်သင်ပေးကြည့်စမ်းပါကလေးတွေကိုကျွန်တော်တို့မေးဆီယမတွေဟာလုံးဝလုံးဝတပြေးညီကျူရှင်မတက်လို့ရတယ်။အဲအခြေခံကတည်းကဖြစ်တယ်လို့ထားခဲ့ရင်တော့လေးတန်းဆီယမတေးအောင်ပင်မန်းပါပဲ။အဲ့တော့ငယ်ငယ်ကလေးကမူလာတန်းပညာရေးမူလာတန်းအောက်ဆင့်ပညာရေးကအရင်အရေးကြီးပါတယ်။ အိမ်တိမ်ဆောင်ရင်ငလျင်ရှိမှဖြစ်ခဲ့တယ်လို့မျိုးပဲ foundation အရေးကြီးတယ်လို့မူလတိုင်းပညာရေးအရေးကြီးပါတယ်အဲ့တော့မူလတိုင်းပညာရေးငါတော့သူငယ်တည်းမသိအောင်တော့အားငယ်ပြီးနေအဲ့ဒီရဲ့အကျိုးဆက်ကနောက်ဆုံးကိုယ်သားသမီးထိပဲရိုက်ခတ်လာပါတယ်ဒါကြောင့်ကျမတို့မူလတိုင်းပြဖြစ်လို့သူငယ်တန်းသိအောင်လို့တန်းတန်းသိအောင်အားမငယ်ပါနဲ့စေတနာ100%ထည့်ပြီးသင်ပါတနေ့နေ့အဲ့ဒီစေတနာကတခြားသောနေရာကနေကျမတို့စီအလုံးအရင်းနဲ့ဝင်လာတတ်ပါတယ်လက်တွေ့ဖြစ်ပါတယ်နော်အဲ့ဒီဟာဆိုလို့ရှိရင်ကျမအခုနပြောတဲ့အချက်တွေနဲ့ကိုကဒီဘက်မှာရက်တည်ပြီးတင်းတော့မှရှင်ဟုတ်ပြီတင်းတော့မှဆိုရင်ဒါမဲ့အပြင်မှာ ီသူတို့ဘာလိုအပ်ချက်ကိုဖြည့်ဆည်းပြီးဖို့တင်ပြပေးဖို့အတွက်เนาะအပူဝင်ငရဖို့အစီအမဖြစ်ဖို့အတွက်အချက်၃ချက်ပဲလိုပါတယ်အဲ့ဒါဘာလဲဆိုတော့စေတနာဝါဒနာနဲ့ဇွဲမရှိလို့မရပါဘူးเนาะဆီယမတို့ကျမတို့အမြဲတမ်းလက်ကင်ထားတယ်ဆီယမဆိုတာနာသုံးတာရှိရမယ်စေတနာဝါဒနာအနစ်နာ no မလုံးအနစ်နာမလုံးဘာလို့လဲကျမတို့မှာဒါရှိတယ်ဝမ်းရင်းရှိတယ်ဟဲ့ဒီသမုတ်တရားကဝမ်းတထွာလေးကဘယ်တော့မှမပြည့်ဘူးမပြည့်တဲ့အပြင်ကျမတို့မှာဘာလဲဟိုမှာတော့မကစားစရာတွေ့လာပဲအဲ့မှာအငယ်လေးရဲ့ဆိုပွဲကျမသားငယ်လေးဆိုပွဲ သူကသူကစားရတက်ရက်ဖြစ်နေတယ်အဲ့ဒါအဲ့ဒီဟာအခုကျမခွက်တွေကိုခုနမှတင်ထားလိုက်တာသူကြောင်းကတင်လာကျမကိုစိတ်ဆိုးပါလိမ့်မယ်သူရဲ့ကြွယ်ပေါ်မှာသူတင်တာမကြိုက်ဘူးသူကသူကစားစီရချစ်စီသူရည်ဘူးသူကစားရည်ဘူးအကုန်လုံးအဲ့မှာတသက်ရက်သူကတင်ထားတဲ့အချင်းရှိပါတယ်အဲ့ဒါကိုကျွန်မပြန်ဖေးရပါအောင်မယ်အဲ့တော့ကျွန်တော်တို့ရဲ့ဆိုလိုချင်တာတာသမီတွေရှိတယ်တာနှစ်ယောက်ရှိတယ်တာသုံးယောက်ရှိရင်ရှိမယ်ကလေးလေးယောက်ရှိရင်ရှိမယ်နှစ်ယောက်ရှိရင်ရှိမယ်ရှင်းသဘောပြပြတာတာသမီဝန်ကြီးတွေကျွန်တော်တို့တာသမီပညာရေးအတွက်ဆီယမတစ်ယောက်ကနာသုံးတာအနစ်နာခံပြီးတင်လို့ပြီးရဘူးကိုနောက်မှာယထာတွဲတွေရှိတယ် โอเคเนาะဒါကြောင့်나ကို나သုံးတာမှာကျွန်မ나တနာကိုလုံးဝမလိုချင်တာဖြစ်ပါတယ်။အပြုတ်လည်းအနစ်နာကြီးပဲခံနေလို့မရဘူးလေเนาะအဲ့တော့စေတနာတော့မဖြစ်မနေထဲကိုထဲမှာဝါသနာမပိုင်ဒီလိုကိုမလုံးနဲ့။เนาะပြီးရင်ဝါသနာဆိုတာဘယ်လိုဟာလဲဆိုတာနောက်ပြန်လည်းဆက်ပြပြမယ်နောက်ဗီဒီယို topic တစ်ခုနဲ့အဲ့တော့စေတနာဝါသနာရဲ့အဓိကလိုရတာဇွဲဖြစ်ပါတယ်။အေးငါဗီဒီယိုကြည့်ရတဲ့သူမရှိဘူးကျွန်မ YouTube channel ကိုကြည့်ကြည့်လိုက်။အခုနောက်ပတ်တင်တဲ့ YouTube channel ဆိုရင် view 90 100 80 150 200 500တောင်မပြည့်ဘူး။ အဲ့ဒါကြီးကိုစိတ်ညစ်ပြီးတော့ YouTube ပေါ်မတင်လို့မရဘူးလေကိုသွားကျင်တဲ့လမ်းကြောင်းကသူများနဲ့မတူသောလမ်းကြောင်းကိုသွားကျင်တာဖြစ်တဲ့တဲ့ငါ့မှာဘာတွေဖြစ်ရအောင်မလဲအများနဲ့တွေးနေပြီးတော့လူတွေတက်ငါဘာတွေပြီးရင်ကောင်းမလဲလူတွေကမြတ်ပြေးဖို့တက်ငါ့မှာဘာလိုအပ်တယ်လဲဆိုတော့အများနဲ့ဇွဲကိုထည့်ပြီးတော့နေ့စဉ်နဲ့မြန်အဲ့လေဒီပညာကြီးစားလဲဒီပညာကြီးသွားလဲဒီပညာကြီးလမ်းမှာတွေ့ရင်လဲဒီပညာကြီးဆိုတဲ့အရာနဲ့ကိုကိုယ်ကိုယ့်ရဲ့အုံနောက်ထဲကိုအများနဲ့တွေးပြီးတော့ပေါ့ပေါ့ပေါ့တွေးပြီးနေနိုင်တဲ့အခါမှသာကျွန်တော်ပြောတဲ့လမ်းကြောင်းကိုရှောက်ပါ ဲ့လိုဘုဆီဒီလမ်းကြောင်းကိုမလျှောက်နဲ့ဒုံရင်ဒုံရင်တိုင်းပဲကိုကနေချင်းနဲ့ကိုရက်ကကြည့်ပြီးနေချင်းနဲ့เนาะဒါမှမလိလာပဲနဲ့ចောင်းတယ်မဲ့ចောင်းစင်းမဲ့လာကွယ်လက်သက်ထုတ်မဲ့ဒါတော့ပဲကိုကျင့်နေတယ်ကိုဘွားကနေပြောတယ်လောက်ရရင်ကိုကိုအစင်ပြေတယ်เนาะစိတ်ချမ်းသာတယ်ငါကဒီမြက်ဒီဘက်ကသွားရလမ်းကြောင်းတိုင်းပဲငါအတန်းပိုင်လုံမဲ့เนาะအတန်းပိုင်ဖြစ်အောင်ငါဘယ်လိုလုံမဲ့ငါအတန်းပိုင်ငါစီကျူရှင်တက်ရမယ်ငါမှကျူရှင်ចောင်းသားရောက်30ရှိရင်ဒန်းမှ40ရှိရင်ငါစီကိုဖြစ်မနေ25ရောက်တက်ရမယ်အဲ့ဒီ25ရောက်ကိုငါတခြားကတိမင်းကြောင်းကြရင်အဲ့လိုပေးမယ်ဆိုတော့အရာမျိုးထဲကိုသွားမယ်ဆိုရင်တော့သွားဒီဟာကိုဆက်မကြည့်တော့နဲ့ ဲ့လိုမဟုတ်တဲ့သူတွေကဒီဗီဒီယိုလုပ်ပေးရခြင်းဖြစ်ပါတယ်เนาะဒါဆိုလို့ရှိရင်အဲ့ဒီဇွဲမရှိရင်လုံးဝမရအောင်ကျမတို့ကဇွဲရှိရမယ်မှန်မှန်လေးလာရမယ်တင်လေးလာရမယ်တပတ်ကို9ရက်ကြောင်းတက်ရတယ်တပတ်ကို2ရက်ကြောင်းပိတ်တယ်အဲ့ဒီပိတ်ရက်2ရက်မှာအသေးအချာကိုဆရာလေ့လာပြီးတော့ကြိုးပြီးတော့တင်ထားလို့ရတယ်ဗီဒီယိုတွေအဲ့တော့ကျမပြောတယ်မိပညာပိုင်းလာပြီကျမတို့ဆရာမတွေခင်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတိဆောက်ဖို့မိမိကိုယ်၌ကခင်မီဖွံ့ဖြိုးတိုးတက်သောဆရာမဖြစ်ပါမှာ20ရာစုရာစုတွေရကြီးလာဖို့ပဲရှိတယ်ငယ်လာဖို့မရှိဘူး မတို့ကငေလာဖို့မရှိဘူးကြည်လာဖို့ပဲရှိတယ်ဒါကြောင့်ရှေ့မှာတိုးတက်လာမယ်เนาะဤပညာကိုအလင်းမြောင်မကြော်သွားရင်တော့မှအောက်ကိုမကြပဲနဲ့90ရာခိုင်နှုန်းတော့လိုက်နိုင်တော့ဆရာမဖြစ်ပါမှဒီခုနကပြောတဲ့ site ထဲကနေထွက်ပြီးတော့ဒီဘက် site ကနေဝင်ဝင်ရှာနေတဲ့သူဖြစ်ပါလိမ့်မယ်။ကျမဆိုရင် block ခဲ့ခဲ့မလဲ။ရှင်တို့တွေလို့အစိုးရဆီမှာလည်းမဟုတ်တော့ဘူး။ဆီမဆိုတာဂုံရှိရဲ့လို့မြန်မာလူလူများဆိုလက်ခံထားကြ။အစိုးရဝန်ထဲမှာဂုံရှိရဲ့လို့မြန်မာပြည်သူလူထုများဆိုလက်ခံထားကြတဲ့အထက်မှာဂုံပကာသနာရွရွသွားပြီးမိဘတွေကလည်းထွက်တာမကြိုက်ဘူး။ဒါပေမဲ့လည်း

เนาะဖြစ်ချင်းစိတ်ရဲ့နောက်နံပါတ်2အချက်ကနီးပညာကိုတိတိတလောက်နီးပညာဆိုလို့ Facebook page တခုကိုဘလို့ငါတို့ boosting ထုမဲ့ Facebook ကိုငါတို့ hack သွားရင်ငါဘလို့ယူမလဲအဲ့ဒီနီးပညာမဟုတ်ဘူးအဲ့ဒါစာသင်နီးပညာမဟုတ်ဘူးစာသင်မို့နီးပညာက Facebook page နည်းနည်းထောင်တိုင်းရပြီ video editing ပိုတဲ့ဟာကိုဖြတ်မယ်မလို့တဲ့စကားလုံးတွေကိုဖြတ်မယ်နည်းနည်းပပတစ်ခါတည်းစကားထစ်သွားတာရှိရင်စကားနှစ်ခုသုံးခုဆင့်သွားတာရှိရင်ရှိမယ်ဒါမျိုးလေးတွေဖြတ်မယ်အရှိမရိုက်မယ်ဆိုရင်တော့ order စူတန်ကြားလိုက်လို့ဟဲ့တားငယ်တို့တို့နေလို့ပြောရတဲ့ခိုက်တွေရှိမယ်အဲ့ဒီဟာလေးတွေကို stop လုပ်ပြီး pause လုပ်ပြီးတော့ဂလောက်နဲ့ဖြတ်တတ်ဖို့လိုတယ်။ပြီးရင်အလင်းမှောင်နေတယ်ဆိုရင်အလင်းလင်းနေတဲ့တင်တတ်ဖို့လိုတယ်။ပြီးလို့ရှိရင် site အချိုးလေးတွေမှန်းတတ်ဖို့လိုတယ်။ဒီပြောနေတဲ့ချက်တွေကိုတည်ထဲနဲ့မရအောင်တလားထဲနဲ့မရအောင်နှစ်လားထဲနဲ့မရအောင်စဉ်ဆက်မပြတ်သွားပြီဆိုရင်6လားလောက်ဆိုရင်ကျွန်တော်တို့ဘဝပြောင်းလဲတယ်။ကျွန်မပြောတဲ့ဟာတွေကိုပျော်မွေ့ပြီးလုပ်မယ်ဆိုရင်တော့ freelance လောက်ကရှင်တို့ကျွန်မတို့ဆီယမားတို့တွေလာစာ9သိန်းဘယ်တော့မှမရနိုင်တဲ့ tuition မပြဘဲနဲ့လာစာ3သိန်းရရင်ရမယ်။ ခမန်းချီလဲပြထက်ပြအကုန်လုံးဒါသာ3သိန်းဆိုပါဆိုအဲ့ဒီ3သိန်းတော့ကတုံညတစ်လုံးကိုဖြစ်လာဖို့ဘာမှမလုံဘူးသူများကြီးကိုတိုက်ခိုက်ယူเจ้าမှာတိုက်ခိုက်နေကျမတို့ခါနာတွေမြန်မာပြည်ပြည်သူလူကအရန်ကိုညီညွတ်ပါတယ်မြန်မာပြည်ကဝန်ထမ်းတွေကစီနီယာကဂျူနီယာကိုနှိမ်မယ်ဂျူနီယာကဂျူနီယာကိုနှိမ်မယ်အဲ့လိုအဲ့လိုအဲ့လိုနဲ့ငါကဘာပွဲနင်ကဘာပွဲနင်ကတော့စကားလည်းတက်ပြက်ထဲပြောနေငါကဘီဒီကိုတရက်ဝင်ထားတာနင်လိုပညာရေးကိုတက်တာမဟုတ်ဘူးစိတ်ထဲမှာစိတ်ထဲမှာပြင်မာတော့မမစိတ်ထဲမှာเนาะပုံမလင်းပြောတာโอเคနင်ကတော့ อืม DDE ดิเนี่ยတော့ DDEC เนาะเนี่ยတော့ซွဲခန့်ဘွဲရเนี่ยတော့အမ်ဒီဇင်ဘာတက်လို့လဲအမှန်တကယ်ကပညာရေးကိုလိစင်းလဲစူးစမ်းရင်မစူးစမ်းရင်ဘာမှမဟုတ်ဘူးเนาะซွဲခန့်ပြီးဆီယမလည်းအဲတကယ်စူးစမ်းရင်အဲ့ဒီအခုနဟိုင်တဲ့အပေါ်ကိုကြွတက်နိုင်တယ်ဒါပေမဲ့လူတွေကပါလဲဆိုတော့မန်နေရှိကြတာမဟုတ်တဲ့နေရာမန်နေရှိကြတာအဲ့ပြီးတော့ချင်းချင်းမညီညွတ်ဘူးအဲ့ဒီလောကထဲထွက်လာတယ်တဲ့အဲ့ဒီပုံတွေကပဲကြောင်းကောင်းကောင်းနားလဲပါတယ်ဒါကြောင့်အခုဆိုရင်အရင်စိတ်ချမ်းသာတယ်ကိုဘွားကဒီကိုသာတခင်ကိုသာရှင် ကိုသာရှင်ပြင်ဖြစ်တယ်ကျွန်မ အများတန်းဘုဒ္ဓရတခုတခုယူထားတယ်ငါပါအဲ့လိုမျိုးအကြည့်ကဖြစ်ခင်အဲ့လိုငေါလူတွေကိုအဲ့လိုမလုပ်ဘူး ပွန်းပွန်းလင်းလင်းချပြမယ်ကျမကအတင်းပြောတယ်အတင်းပြောတာလုံးဝမကြိုက်တဲ့သူဖြစ်တယ်ကျမရဲ့ဆရာမကလည်းအတင်းမပြောဖို့ကိုပဲအမြဲတမ်းဆုံးပါတယ်ဘာသာတရားအဆုံးအမတိုင်းမနေရဖြစ်ဖြစ်ဖြစ်တဲ့အတွက်သူတို့ဘာတင်းကိုဘာတော့မပြောချင်ဘူးတဲ့ပဲပြောတဲ့တဲ့တဲ့ပြောတာမကြိုက်ရင်ကျမနဲ့မပေါင်းနဲ့ကျမအဲ့လောက်ထိပွန်းပွန်းလင်းလင်းဖြစ်တဲ့မိမဖြစ်ပါတယ်နော်မကြိုက်ရင်မကြိုက်ဘူးဒီနေရာမှာလောချက်ရှိရင်လောချက်ရှိချောင်တဲ့ပဲပြောပါမယ်တင်ကြရင်မှလည်းထိုလူလူစားပဲတနေ့နေ့ကို leader ဖြစ်ခဲ့တယ်ဆိုရင်နောက်လိုက်ကောင်ဖြစ်ခဲ့စဉ်တုန်းကကိုမကြိုက်တဲ့ချက်တွေကို leader ဖြစ်တဲ့အခါမလုပ်ဘူးလို့ဆွတ်မှတ်ထားပါတယ်ကျမမှလည်းရည်မှန်းချက်လေးတစ်ခုရှိတယ်အဲ့ဒီရည်မှန်းချက်တွေစူးစမ်းနေဖြစ်ပါတယ်အဲ့ဆိုရင် ကျမတို့3သိန်းပမာဏလဆာရဲ့တုံ့ညတလုံးပိုတဲ့ပမာဏကိုရှာနိုင်ဖို့အရှိမပြောတဲ့ချက်တွေကိုလုပ်ပါပြီးရင်ကျမရဲ့ online 20ရာစုမှာဆီယမ်မာတွေတည်ရမယ့် skills တွေဆိုတဲ့ video တွေကိုအစင်လိုက်တွားကြည့်ပါ ကျမရဲ့ YouTube channel လေးကိုမှွေကြည့်ပါမှွေကြည့်တဲ့အခါတော့ကျေးဇူးပြုပြီး VPN လေးတော့နည်းနည်းလေးခံကြည့်ပေးနော် line မကောင်းလို့ရှိရင်လည်းကူညီပေးပေါ့ရှင်အဲအဲ့လိုမျိုးတာကျမတို့ဝင်ကြည့်လိုက်အကျိုးတစ်စုံတရာမဟုတ်ဘူးတစ်စုံကို900လောက်ရတော့မယ်လို့ကျမအမှတ်ခံပါတယ်တကယ်အမှတ်ခံတယ်ဒါဆိုရင်ကျမတို့ကနော်ငါတန်းမိုင်းငါ situation တက်ရမယ်ဆိုတဲ့ဟာမျိုးကိုကျမတို့ like ပြီးတော့ like နေမယ်သူကတော့ဒီ video နဲ့မသက်ဆိုင်ဘူးဒီလောက်ထိရောက်လာပြီဆိုရင်တော့အဲ့ဒီ line ချက်ကိုမကြိုက်လို့လို့ကျမယူဆပါတယ်အခုနကပြောတယ် ကိုတူရှင်တင်စရာမလိုဘဲနဲ့လက်ရှိလုပ်ကိုလည်းဆုံးလို့စရာမလိုဘဲနဲ့စနေတနင်္ဂနွေနဲ့အားလိုက်ရဲနှဲမှာဖြစ်စီဒါမှမဟုတ်ကိုပါတာကိုကျမလိုဘဲငါဘာသာငါတောက်ပါမယ်ငါဘာသာငါဌာနထဲမှာမဟုတ်ဘဲနဲ့ကလေးတွေအတွက်ငါအများမိဘတွေအတွက်ငါကူညီပေးလို့ရသေးတယ်ငါလူတွေများများပေးခြင်းနဲ့များများပေးဖို့များများရှိဖို့လိုတယ်ဒီဘက်ကများများလိလာမယ်ဒီဘက်ကများများပြန်ပေးမယ်လိလာမယ်ပြန်ပေးမယ်ဆိုတာကိုနှစ်သက်တဲ့သူကတော့ free လက်နှမ်းချောင်းကိုရွေးလို့ရတယ်လို့အဲ့လိုမဟုတ်ဘူးကိုယ့်ရဲ့ဌာနကဂုံပကာဌာနတစ်ခုအနေနဲ့မစွန့်လို့ချင်ဘူးမိဘပေးထားတဲ့ပညာရေးဖြစ်တဲ့အတွက်မစွန့်လို့ချင်ဘူးယာတို့လည်းကြီးနေပြီဆိုတော့သူတွေအတွက်ကတော့ ထပ်ဆောင် extra knowledge တွေဒီပညာနဲ့လိုက်ပြတဲ့အရာတွေကိုမမေ့မလျော့ကြင့်ကြံအားထုတ်စူးစမ်းမယ်ဆိုလို့ရှိရင်ကျမတို့က21ရာစုမှာအလေးမိနိုင်သောဆရာမတွေဖြစ်လာပြီးတော့ကျမပြောပြတဲ့လစာဝင်တွေရဲ့နောက်က300တလုံးပို့တော့တဲ့ပတ်စံပမာဏကဒါမျိုးလေးဆိုရင် ရှာနိုင်ပါလေလို့ဝေမျှခြင်းနဲ့ကျမရဲ့ knowledge sharing လေးကိုဒီနေရာမှာရပ်တန့်ကြပါတယ်ကျမက channel သုံးခုရှိပါတယ် Facebook page TikTok channel YouTube channel ဒီဒီရှိပါတယ်ရိုက်ရှာလို့ရှိရင် teacher phoe ဆိုပြီးရိုက်ရှာလို့ရှိရင်တွေ့နိုင်ပါတယ် hashtag ဒီခေတ်မှာရိုက်ရှာပေးပါတော့ YouTube မှာဆိုရင်တော့ခုနိုင်ပတ်သက်လို့ပဲ VPN လေးခံပေးပါလို့ကျေးဇူးအများကြီးတင်ပါတယ်